ားလုံးပဲမင်္ဂလာပါရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘိနာသည်ရှိတဲ့သူတယောက်တယောက်ကိုကြည့်ပြီးတော့ပြုံးပြုံးလေးနဲ့အေးဆေးပဲလို့ပြောကြရအောင်အေးဆေးပဲအေးဆေးပဲကျေးဇူးတော်ကပူရှံနေတယ်လို့အာမင်ကျွန်တော်နေငယ်လေးကျွန်တော်ရဲ့အကြောင်းကိုတက်တည်ခံရမယ်ဆိုရင်ကျွန်တော်တစ်ချိန်လုံးက ဒုစရရဲ့ကြေကျွန်ထဲမှာကြာရောက်ပြီးတော့ကျွန်တော်ကအချိန်ချင်းကြာချုံပြီးတော့ကြောက်စိတ်တွေနဲ့လွမ်းမိုးနေတဲ့သူတယောက်ဖြစ်တယ်ကျွန်တော်ဘာပဲလုပ်လို့ဒီလိုစင်မော်တက်ရင်တော့ကျွန်တော်တခုခုသုံးဆောင်ပြီးမှကျွန်တော်တချင်းဆူလို့ရတာဖြစ်တယ်အပြင်လောကတွေမှာလည်းကြောက်ရွံ့နေတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ဒီကြောက်စိတ်တွေကိုကျွန်တော်ကိုထည့်ပေးနေတာစာရန်ဖြစ်တယ်ဆိုတော့တရားကြတော့ကျွန်တော်ဒီလိုမျိုးကြောက်စိတ်တွေကနေလွတ်မြောက်ချင်တော့ကျွန်တော်ဖျားရှင်မှာဆူတောင်းတော့ခေါ်ရင်ထူးတဲ့ဖျားရှိရဲ့ဆိုတော့ ယေရမိနာဂတိကျမ်းခန်းကြီး33အငယ်3မှာငါကိုခေါ်လို့ငါထူးမိကြီးသောရာတင်မသိနိုင်လောက်နည်းနည်းသောရာငါပြတာအောင်မိဆိုကျွန်တော်ခေါ်တဲ့အချိန်မှာဘုရားသခင်ကနှုတ်ကပတ်တော်ဖြင့်ကျွန်တော်ဘာဖွင့်ပြလဲဆိုတော့ဖိလိပ္ပိဩရာစာခန်းကြီးလေးအငယ်6ခေါ်မှာအဘယ်အမှုကိုမှစိုးရင်ခြင်းမရှိစေဘဲနဲ့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတနာပြုသောအားဖြင့် တင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားခင်ကကြားလျှောက်ကြလောတို့ပြုလင်အဘယ်သူမှကြံ၍မမိနိုင်သောဖျားခင်ညီသက်ချင်းသည်ယေရှုခရစ်အဖင်တင်ဤစိတ်နှလုံးကိုဆောင်မတော်မူလိမ့်မည်အဲ့မှာဖျားခင်ကကျွန်တော်စကားပြောတော့ကျွန်တော်ကျွန်တော်ရဲ့စိုးရင်စရာတွေကနှုတ်ကပတ်တော်တွေကနေယေရှုခရစ်တော်ညီသက်ချင်းအရင်ဆုံးပြီးတယ်ပြီးတော့ကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်ထဲမှာဖျားခင်ကဘာစကားပြောလဲဆိုတော့ ကျွန်တော်အစဉ်ပြေနေတဲ့ချိန်မှာလဲအဲ့ဒီဖခင်ကကျွန်တော်နဲ့အတူရှိတယ်ခက်ခဲနေတဲ့မုံတိုင်းတွေကျွန်တော်ရှိမှဝင်လာတဲ့ခါမှာလဲမုံတိုင်းရဲ့အထက်မှာအဲ့ဒီဖခင်ကကျွန်တော်ငြိမ်သက်ခြင်းပြီးတဲ့ဖခင်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုဆူတောင်းနေတဲ့တည့်ရကြတော့ဘုရားရှင်ကကျွန်တော်ကိုထပ်ပြီးစကားပြောတော့ငါသားတဲ့ကောင်းကင်နဲ့မြေကြီးမတီးတော့လဲငါစကားတည်မိတဲ့ကကဘာကုံတီးတဲ့အောင်ငါမင်းနဲ့အတူရှိမယ်တဲ့ဟာလေလုယာ ဟာလေလုယာကျွန်တော်တို့တက်တာထဲမှာဘယ်ယာတွေကလွမ်းမိုးနေရလဲဘယ်ယာတွေကဆွဲချနေရလဲဘယ်ယာတွေကကျွန်တော်တို့ဖျက်ဆီးနေရလဲဘယ်ယာတွေကကျွန်တော်ကျွန်တော်တို့ကိုစိုးရိမ်စိတ်တွေပေးနေတာလဲဆိုရင်ချစ်တော်မိတ်ဆွေတို့ဒီနေ့အဲ့ဒီအသက်ရှင်တဲ့ဘုရားရဲ့လက်ထဲမှာကျွန်တော်ရဲ့အသက်တာစိုးရိမ်စိတ်တွေကိုအပ်လိုက်အောင်ကျွန်တော်အေးအေးဆေးဆေးဆိုတဲ့ချင်းလေးနဲ့ဘုရားရှင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းခြင်းပါတယ်ဒီချင်းလေးကတော့ဖူဂော့စပယ်ကကျွန်တော်ဆရာဖြစ်တယ်ဆရာချင်မီကကျွန်တော်ရဲ့အကြောင်းအရာလေးကိုရေးပေးထားတာဖြစ်တယ် 有时呢，在以前呢，看不起这嘛嘞。E S C C E S C C，Jesus，Lord，God，Lord，God，Lord，Lord，E S C C。

ောက်စီတိုင်းပါပါဖြတ်ရှင်ကောင်းကြီးပေးပါစေ